မိုးကြီးမြင့်တရီပေးချက်၄ကက2025 1389ခုကစုံလဇန်းဆဲ၂ရက်2025ခုနှစ်မေလ၈ရက်ယနေ့မြန်မာစံတော်ချိန်ခုနှစ်နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရအရှိတ်နှင့်အနောက်ဘက်မှလာသောလေဝေလိုင်းများဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လာနိုင်သည့်လေဖိအားနှင့်ရဝန်း၏အရှိန်ဖြင့်အားကောင်းသည့်လွင့်စင်လာမီယာအပူပြန်တက်တိမ်တိုက်များနှင့် အာရှကုန်းတွင်းဒေသမှလေအေးများတွဲဆောင်နိုင်မှုတို့ကြောင့်၎င်းမကြခင်ရပိုင်းအတွင်ဝင်ရောက်လာမည်အနောက်တောင်မုတ်တုံလေဤကြောင့်၎င်းတဆက်သူည9 2025ရက်နေ့မှ23သူည9 2025ရက်နေ့အတွင် နေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်ရွေမိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချင်းခြင်းမိုးကြိုးပစ်ခြင်းမိုးတိကျွေခြင်းနှင့် မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျှင်မိုင်၄၀မှမိုင်၅၀အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်တို့ဖြစ်ပါ၍ 30ရက်9လ2025ရက်နေ့မှ23ရက်9လ2025ရက်နေ့အတွင်းမိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်း မြမကံယိုးတန်းတလျှောက်မြငယ်ချွိုင်းငယ်များအနည်းနှင့်မြေနေပိုင်းတွင်နေထိုင်ကြသူများအနေဖြင့်လေပြင်းအနေရနှင့်တရက်တပြက်ရေကြီးရေရှမ်းမှုအနေရတို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စိုက်ပျိုးကြိုးတမျိုးတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကံယိုးတန်းတလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့ရှိကန်ဒီကန်ဝေငါဖက်ရည်ရင်များဆက်လေများတင်မောများအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါယံကြိုတင်၍သတိပေးနိုးစွာတင်ပြအပ်ပါသည်